အလုံးမဲမင်္ဂလာပါကမိယလော်ကီပိရှ်ကနေကြိုဆိုပါရစေဒီနေ့တော့ဂါရာမန္တန်နေရဲ့တမိုင်းကြောင်းစတင်ဖြစ်ပေါ်လာပုံကိုပြောပြပေးသွားပါမယ်မြမယူရဂါရာမန္တန်များစတင်ဖြစ်ပေါ်လာပုံမြမယင်ကျင်းမှုဘာသာရေးနှင့်ရှေးအောင်ယူဆများရောရှက်နေသည့်နည်းနည်းတဲ့တမိုင်းနေရှိပါတယ် ဒီနေရာမှာသတိထားသိချင်တာတခုကလော့ဂ်အင်းနဲ့လော့ဂ်အုတ်ဒရာကိုမရောရှက်စေမိဖို့ပါပဲ။ဒါကြောင့်တချို့သောယူဆတွေကမျက်စောဖျားရှင်ရဲ့အဆုံးမနဲ့လွဲနေနိုင်ပြီးဘာကြောင့်လွဲနေရတာလဲဆိုတဲ့အကြောင်းအရာကိုတော့လော့ဂ်အင်းပညာဆိုဒီမှာဆိုသည့်ကောင်းတဲ့နဲ့တင်ထားသည့်ဗီဒီယိုထဲမှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ဒီတော့ဆက်လိုက်ရအောင်။နံပါတ်1ဗုဒ္ဓဘာသာနဲ့ပါဠိတော်များကာရမဏံအများစုကဗုဒ္ဓဘာသာတွန်းကားလာမှုနဲ့အတူပါဠိတော်လာပိဋကတော်များ ဘုရားဟောပါဠိတော်များကိုအခြေခံ၍အနေကင်းရန်မကောင်းသောဘေးအန္တရာယ်များကိုပယ်ဖျက်ရန်မြစ်တာပူဇာရန်အတွက်ကာရမန္တများအဖြစ်အသွင်ပြောင်းလဲလာခဲ့ကြပါသည်။နံပါတ်1ဝိသရုဓမ္မစဉ်းစားလာသောပညာဝိဇာဇောကြည်နှင့်တပတိများစဉ်းစားလာသည်ဟုယူဆသောလောကီပညာအပိုင်းတွင်လည်းပါဝင်ပါသည်။ ရှေးဟောင်းပရဗိုင်များနဲ့ပေတာများတွင်ဂါရမန်များကိုအင်းခွက်များစီးချပုံများဖြင့်တွဲဖက်ရေးသားကလောကီပညာအဖြစ်လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ပါတယ်။နံပါတ်3ဟိန္ဒူနှင့်ပြမနာအယူဆများမြမနန်းတွင်ယဉ်ကျေးမှုတွင်ပြမနာပရောဟိတ်များ၏အခမ်းကဏ္ဍကြောင့်ဟိန္ဒူဘာသာမှမန္တန်များ ကာရာများလည်းရောနှောပါဝင်လာခဲ့ပါတယ်။ဒါကြောင့်လည်းအေဂျီအီယူဝါဒတွေကမြန်မာမှာကြီးစိုးခဲ့မှုတာပါ။အထူးသဖြင့်ဂျွန်နန်များ၊နတ်တီဝါများစတဲ့တက်ဆိုင်ရာပုံကိုယ်တွေကိုပူဇော်ပါသပင်ဖိရတဲ့မန္တန်များမှတဆင့်ခြေခံပြီးတော့ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။နံပါတ်၄တဘာဝလွန်ယုံကြည်မှုနဲ့ကိုးကွယ်မှုဘုရားဘာသာမရောက်ခင်ကတည်းကရှိခဲ့သောမြမယိုးရနှစ်ကိုယ်ွယ်မှုများနဲ့ တဘာဝလွန်စွာအားများကိုယုံကြည်ကြသည့်ယူဆများရှိခဲ့မှုပါတယ်။ပြီးတော့ဝိဇာနှင့်ဝိဇတို့များလည်းပေါ်ပေါက်လာကာကန်ဆက်သည့်သူများနှင့်၎င်းတို့နှင့်အချိတ်ဆက်ရစေရန်ကာရမန္တများအားခြံငယ်ရင်းမှတဆင့်လက်ဆင့်ကမ်းရင်းနှင့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။တူကာရမန္တများကိုမြန်မာတို့ကအောက်ပါကဏ္ဍများတွင်အသုံးပြုခဲ့ကြပါတယ်။နံပါတ်၁ဘေးရန်နေရာမှာကာကွယ်ရန်ဥပမာအဖြစ်မိမိရဲ့ရုပ်နာနှစ်ပါးခန္ဓာ၅ပါးမှရှိတဲ့ခန္ဓာကိုယ်32ခေါထာတာကို လုံခြုံစေရန်အတွက် တံပြန်ကဲ့သို့ကာရများရပ်ပတ်ကြခြင်းဖြစ်ပါတယ်။နံပါတ်1လက်လာပါရှင်လန်းလေးရန်လက်လာပါလို့ပြောလိုက်တဲ့အခါအရင်ဆုံးလက်လာပါတို့ရဲ့ထိတ်ကောင်းရှင်သီဝလိကာရတော်ကိုအရင်ဆုံးပြင်းပြင်းမိကြပါပါ။ဟုတ်ပါတယ်။အဲ့လိုရည်ရွယ်ချက်တူတော်လဲမူမတူတဲ့ကာရမျိုးမျိုးကိုရပ်ပတ်ကြခြင်းဖြစ်ပါတယ်။နံပါတ်3ယောဂဝေဒနာများကို ကုသရန်။ဥပမာပယောဂကုသရန်အတွက်300သိစေဝါမိအာနာကဲ့သို့သော လောကီကုထုံးတွေအတွက်ဖြစ်ပါတယ်။ ယခုပြောသွားတဲ့အကြောင်းအရာတွေကတော့ကာရာကိုတစ်ကြိမ်ရွတ်ဖတ်ရင်တောင်မှတစ်ကြိမ်သိသာသေးပါတယ်။ဒါပေမဲ့လော့ဂီပညာမှာဆိုရိုးရှိပါတယ်။အဲ့ဒါတော့ကာရာပီတေးဖြစ်တဲ့။ဘာကြောင့်ရှိလူကြီးတွေကဒီလိုပြောသွားတာလဲ။တကယ်တော့လူတွေကကာရာရဲ့အနာတိတ်ပဲကိုသိတော်လဲ။ကာရာကိုစိတ်နစ်ဖို့အတွက်တချို့သောကာရာတွေကထုံနေမှသာလျှင်အဆန်ပြတတ်ကြပါတယ်။ဒါပေမဲ့လူတော်တော်များများကတော့အချိန်ခဏလေးနဲ့ကာရာရဲ့အကျိုးဆက်ကိုခံစားကြင်ကြပါတယ်။ ဒါကြောင့်လဲလောကီပညာမှာစိတ်နေစိတ်ထားကအရေးကြီးတဲ့အတွက်တချို့သောကာရာတွေကအချိန်ခဏလေးနဲ့အစွမ်းပြဖို့ဆိုတာခက်ခဲပါတယ်။ဒါကြောင့်အနည်းချုပ်လိုက်ခြင်းဖြင့်ညမယူရကာရာမန္တများသည့်ဗုဒ္ဓဘာသာရေးဖျားဟောဒေသနာများကိုအခြေခံ၍ဒေသနာရယုံကြည်မှုများရှင်းအောင်လောကီပညာရများနှင့်ပေါင်းစပ်ကရာစုနှစ်ပေါင်းအတွင်းတဆင်ချင်းပြောင်းလဲဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုကတော့ဂါရမန်နန်တွေရဲ့တမန်ကြောင်းကိုပြောပြပေးသွားတာဖြစ်ပြီးနောက်လာမယ့်ရက်များမှာလည်း log ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုတင်ပြသွားမှာဖြစ်တဲ့အတွက် channel မျိုးတွေလမ်းရယ် subscribe လုပ်ကကူညီပေးသွားပါအောင်နော်အားလုံးပဲကြံကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီကုန်းချိုးလိုက်ပါရစေခင်ဗျာ